ီတစ်ပတ်တင်ဆက်ပေးမယ့် Crime Report အစီအစဉ်မှာတော့ရန်ကုန်တိုင်းအတွင်းမှာတရားမဝင်တစ်တန်ရတဲ့ခြေဖမ်းဆီးရမိတယ်ဆိုတဲ့ဖြစ်စဉ်။စကိုင်းမှာရှေးဟောင်းစီရီတော်တွေဖောက်ထွင်းခံရတယ်ဆိုတဲ့ဖြစ်စဉ်။မအူပင်တရားအောက်ခြေမှာအမျိုးသမီးတဦးအဝတ်စားမပါဘဲသေဆုံးခဲ့တယ်ဆိုတဲ့ဖြစ်စဉ်။ gas oil ကိုအသုံးပြုပြီးဘန်ဖောက်ဖို့ကြံစည်ခဲ့သူကို24နာရီအတွင်းဖမ်းဆီးရမိခဲ့ရတဲ့ဆိုရဲဖြစ်စဉ်အစားရှိရမှုကင်းဖြစ်စဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ။ဦးဆုံးအနေနဲ့ရန်ကုန်တိုင်းအတွင်းမှာတရားမဝင်တစ်တန်ရာနဲ့ချီဖမ်းဆီးရမိခဲ့တဲ့ဆွဲဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်။မင်္ဂလာတို့မျိုးနဲ့ပလဲမျိုးသစ်ချန်တချန်တွင်မှတရားမဝင်သစ်တွေထည့်သွင်းထားတဲ့ကွန်တိန်နာ၁၀လုံးကိုဇန်နဝါရီလ၂၈နေ့ညနေပိုင်းကစစ်ဆေးတွေ့ရှိခဲ့တယ်လို့တတော်ဦးစီးဌာနတာဝန်ရှိသူတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ ဒီလိုတွေ့ရှိခဲ့တဲ့တရားမဝင်တဲ့တွေဟာ Brock Square တုံတန်ချိန်130ကျော်ရှိပြီးမြေပြင်မှာပုံထားတဲ့တန်ချိန်150ကျော်ရှိတဲ့ကျွန်းတမလန်းတစ်တွေကိုလည်းစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။အခုလိုဖန်စီရမိမှုဖြစ်စဉ်ဟာ MIB စိတ်ကမ်းမှာစစ်ဆေးတွေ့ရှိခဲ့တဲ့ဖြစ်စဉ်အပေါ်အခြေခံပြီးသတင်းကွန်းဆက်အနေနဲ့ထပ်မံဖော်ထုတ်ရရှိခြင်းဖြစ်တယ်လို့ရန်ကုန်တိုင်းတည်သောဦးစီးဌာနညွှန်ကြားရေးမှူးဦးသိန်းထွန်းကပြောပါရယ်။ ရန်ကုန်တိုင်းတွင်တရားမဝင်သစ်ဖမ်းဆီးရမည်မှုအကြီးမားဆုံးအနေနဲ့ဖြစ်စဉ်အစမှာဇန်နဝါရီလ24ရက်နေ့ကမြန်မာ Industry ပေါ့ကိုရောက်ရှိလာတဲ့တရားမဝင်ကျုံးခွဲသားများထည့်သွင်းထားတဲ့ကွန်တိန်နာနှလုံးကိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီးအဲဒီနောက်မှာတော့ဇန်နဝါရီလ26ရက်နေ့မှာမြန်မာ Industry ပေါ့မှာပဲပြည်ပေါ့ကိုတင်ပို့မဲ့ကွန်တိန်နာ7လုံးအတွင်းမှာတန်ချိန်130ကျော်ရှိတဲ့တရားမဝင်သစ်တွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဇန်နဝါရီလ28ရက်နေ့မှာလည်းတတိယအကြိမ်ထပ်မံဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးစကိုင်းမှာရှေးဟောင်းစီရီတော်တွေဖောက်ထွင်းခံခဲ့ရတဲ့ဆိုတဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒေသကြီးဟ ோம் လင်းမြို့နယ်မှာရှိတဲ့ရှေးဟောင်းကင်းစီဒီမှာဇန်နဝါရီလ30ရက်နေ့ညအချိန်ခန့်ကအရန်စီဒီ၅စုထပ်ပနာဖောက်ထွင်းမှုဖြစ်ပွားခဲ့ပါရယ်။ ဇေဒီစိန်ဖူးတော်ရဲ့အောက်၄တောင်လောက်မှာအပေါက်ဖောက်ပြီးအင်္ဂရိပိတ်ထားတာကိုရွှေငွေတွေရှိမဲ့ထင်ပြီးဖောက်လိုက်တာဖြစ်ကြောင်းဟ ோம் လင်းမြို့မှာရဲစခန်းမှာဒူရဲမှုဥကြည်ဆိုးမှပြောပါရယ်အပေါက်ကတထွာလောက်တော့ရှိပြီးအထဲမှာဌာပနာထားတဲ့ရှေးဟောင်းအကျွေစီတွေနဲ့ရှင်တီဝလိရုပ်ပွားတော်ချို့ကလွှဲရင်ဘာမှပါမသွားဘူးလို့သိရပါရယ်ကင်းစေဒီအရန်စေဒီထပနာဖောက်ထွင်းခံရမှုနဲ့ပတ်သက်ပြီးဟ ோம் လင်းမြို့မှာရဲစခန်းမှာကိုးကွယ်ရာတာတနိကအဆောက်အဦဖြစ်စီမှုရာစသက်ကြီးဥပဒေပုံမှ 295နဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်ကြာပြင်းနှစ်တရာကျော်တက်တန်းရှိတဲ့ရှေးဟောင်းကျေးစင်းတူတော်တစုကိုခိုးယူသူကိုစကိုင်းမျိုးမှာဖမ်းဆီးရမိခဲ့ပါတယ်။စကိုင်းမျိုးရွှေမင်းဝန်တက်လမ်းမှာရှိတဲ့နေတိုင်မှာရှေးဟောင်းကျေးစင်းတူတော်တစုမြေကြီးအတွင်နှစ်မြုပ်ထားကြောင်းသတင်းအရာတာဝန်ရှိသူတွေတွားရောက်စစ်ဆေးရှာဖွေရမှာနှစ်တရာကျော်တက်တန်းရှိတဲ့ဥကောင်းတော်မပါတဲ့ကျေးစင်းတူတော်တစုကိုစစ်ဆေးရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဦးကောင်းတော်မပါတဲ့ကျေးစင်းတို့တော်ရဲ့ပလင်အချင်းမှာတက္ကရာ1968ခုနှစ်ဝါဆိုလဆုတ်73ရက်နေ့သွန်းလုပ်တည်ဟုရေးသားထားပြီးညံတော်လေး71လက်မှရှိတာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအောင်စောဦးဆိုသူကို စကိုင်းမြို့မှာရဲစခန်းမှာအမှုဖွင့်စစ်ဆေးဆောင်ရွက်ရှိတာဖြစ်ပါတယ်။ဆလဘီမအူပင်တရားအောက်ချိန်မှာအမျိုးသမီးတအူအဝတ်စားမပါဘဲတိတ်ဆုံးခဲ့ရတဲ့ဆိုရဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်။ မူပင်မျိုးအမှတ်၁ရပ်ကွက်မူပင်တရာအောက်ခြေမှာရှိတဲ့ကွန်ကရစ်ပြားပေါ်မှာဖေဖော်ဝါရီလ၁ရက်နေ့မနက်၉နာရီချိန်ကဝစ်စားမပါဘဲမျိုးသမီးတဦးသေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ်။သေဆုံးသူမှာမူပင်မျိုးနဲ့ညောင်ပင်ကရက်ကျေးရွာအုပ်စုတာလီကျေးရွာနေအသက်၃၉နှစ်အရွယ်ရှိတဲ့အမျိုးသမီးတဦးဖြစ်ကြောင်းသိရပါတယ်။ တည်ဆုံသူဟာလွန်ခဲ့တဲ့3နှစ်ခန့်မှစတင်ပြီးစိတ်ကျန်းမာရင်းချွရွန်းခဲ့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကမအူပင်မြို့ကိုခီးတဲ့တင်ထော်လာခြင်းနဲ့ထွက်ခွာသွားခဲ့ပြီးကျေးရွာကိုပြန်လည်ရောက်ရှိလာခြင်းမရှိဘဲအခုကဲ့သို့တည်ဆုံနေတာကိုတွေ့ရှိရတယ်လို့မအူပင်မြို့နယ်ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးတွေ့ရှိချက်အရသိရပါဗျ။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မအူပင်မျိုးမရဲစခန်းမှာတေမှုတေကင်းပုံမနဲ့အမှုဖွင့်ထားတာဖြစ်ပြီးတော့ဓမ္မတာတိုင်းတေဆုံးတာဟုတ်မဟုတ်စစ်ဆေးဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။ နောက်ဆုံးဖြစ်စဉ်တစ်ခုအနေနဲ့ gas oil ကိုအသုံးပြုပြီးဗန်ဖောက်ဖို့ကြံစီခဲ့သူကို24နာရီအတွင်းဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးပါမယ်။ရောင်ရွှေမျိုးမြမစီးပွားရေးဘဏ်ကိုဖောက်ထွင်းဖို့ကြံစီသူတကူကို CCTV မှတ်တမ်းကနေတဆင့်24နာရီအတွင်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ပြစ်စမဖေဖော်ဝါရီလ1ရက်နေ့မနက်4နာရီဝန်းကျင်မှာအဲ့ဒီဘဏ်မှလုံခြုံရေးဝန်ထမ်းဟာဘဏ်အနားမှာလူတယောက်ကိုတွေ့ရှိတဲ့အတွက်ကြောင့်အော်ဟစ်ရာမှဘဏ်အနားကနေသူကထွက်ပြေးသွားတာဖြစ်ပါတယ်။ လိုက်လံကြည့်ရှုရမှာပန်ပရင်ပေါက်တစ်ချက်ပြက်စီးနေပြီးအနီးပတ်ဝန်းကျင်မှာ gas o နှအိုးစက်ကူကတ်ထူများဖောက်ထွင်းရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတွေကဖြစ်စဉ်နဲ့ပတ်သက်ပြီးလိုက်လံစုံစမ်းစစ်ဆေးရမှာဇန်နဝါရီလ31ရက်နေ့ကအောင်ဖြေဖြိုး gas ဆိုင်မှာလာရောက်ဝယ်ယူထားတဲ့ပစ္စည်းတွေနဲ့စုံစမ်းသူရဲ့ပုံသဏ္ဍာန်ကို CCTV မှတ်တမ်းအရစုံစမ်းရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့မှတ်တမ်းတွေအရရွှေညောင်မြို့အောင်ချမ်းသာလမ်းမှာနေထိုင်တဲ့လင်းပြည့်ဟန်ဆိုသူဖြစ်ပြီးသူ့ရဲ့နေအိမ်မှာပဲဖမ်းဆီးရမိခဲ့ပါတယ်။ကျူးလွန်သူလင်းပြည့်ဟန်ကိုညောင်ရွှေမြို့မှာရဲစခန်းမှာရာဆက်သက်ကြီးပုံမှ450ခွန်ဖောက်ထွင်းမှုနဲ့အမှုဖွင့်စစ်ဆေးနေတာဖြစ်ပါတယ်။11ရက်တည်းရဲ့ Crime Report အစီအစဉ်ကိုဒီမှာပဲခေတ္တရန်နာလိုက်ပါရယ်။နောက်လာမယ့်အပတ်တွေမှာလည်းပြည်သူတွေချားမှစိတ်ဝင်စားမှု မြင့်တက်နေတဲ့အမှုကင်းဖြစ်စဉ်တွေကိုဆက်လက်တင်ဆက်ပေးသွားအောင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။ thank you